အကျော်ညာလေးထဲအောင်မှာမင်းညံပျောက် जा တက်ဘွဲကိုကင်ထားတဲ့ဟိုမိုက်ခဲရနေပြီးတော့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့တဲ့သူတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားလာရှင်စနစ်ကြာရှုံးရမည် အာဘိုးမိုက်ခဲရဲ့မြင်းရံပျောက်ကြားကြားမဲလေးတွေဟိုးတဲ့အာယုံစိုက်ပြီးတော့တဲ့ပြောပေးပါဦးမာကြီးရဲ့တဲ့အဲ့ဒါအခုအာယုံလေးစိုက်ပြီးတော့ဟိုအသက်ကြီးပြီဆိုတော့မေ့တတ်တယ်အဲမမေ့ခင်မှာတခါတည်းကြိုပြောထားတာပါကြားမဲလေးတွေဟိုးလို့အဲ့ဒါ မင်္ဂလာပါရှင်ကြားမဲလေးတွေဟိုဒီကနေပြီးတော့တိုက်တွန်းပေးပါမယ်လူတန်းပေးပါလို့ကြားမဲလေးစီကိုတိုက်ရိုက်သွားပြီးတော့မခင်မိုးကတော့လာမင်းတော့ကိုနဲ့ကိုမြန်မှန်တန်းနေတဲ့အလူရှင်နေဆိုရင်တော့ကြားမဲတွေရဲ့နံပါတ်ပေးပါမယ်အဲကိုနဲ့မသိတဲ့လူတွေဆိုရင်တော့နံပါတ်မပေးပါဘူးဘာကြောင့်ဆိုဆိုတော့ကျွန်မကြောင့်ဘယ်သူမှဒုက္ခမရောက်စေချင်လို့ပါမင်္ဂလာပါရှင်မင်္ဂလာပါအဲ့တော့ ိုတနေ့ကညောင်ကျိုးကိုနိုင်ွားတယ်ညောင်ကျိုးကိုနိုင်ွားပြီးတော့ညောင်ကျိုးပြန်ပါွားတယ်เนาะကျိုးကိစ္စတွေကမကြေညာကျင်တော့ဘာလို့လဲဆိုတော့စစ်ကောင်စီဘက်ကလူတွေအားရမှာဆိုလို့ကိုကိုပြောတဲ့ဟာတွေကသူတို့အားရစရာတွေဖြစ်နေမှာဆိုလို့အဲ့တော့ညောင်ကျိုးပါွားတယ်ကြာပါွားပြီးတော့မီးလောင်ပုံးတွေပြန်လာပစ်တဲ့အခါမှာအဲ့ဒီမှာရှိတဲ့ KNU ဘက်ကအဲတက်မဟာ တဲ့မှာနှစ်လာသုံးလာမသိဘူးအဲ့နာမှာရှိတယ်အဲ့အဖွဲလေးတဲကဆေးမှုတမိလေးကြာသွားတယ်နော်အဲ့တော့ပြောရရင်တော့ဒီတခုခုလောက်တော့မယ်ဆိုရင်ရှင်းရှင်းပြောရရင်အန်ယူဂျီမပါလေကောင်းနေပဲအန်ယူဂျီကအဲကရင်နေလုံးမဲ့ကိစ္စဆိုလဲကာကာလာကာလာနော်ဟိုဘာလို့လဲဆိုတော့သူတို့က project အဲ့ပွဲကိုပွဲကိုကပဲစားနေတာပွဲကို အောင်မြင်အောင်တိုက်ချင်တာမဟုတ်เนาะအဲ့တော့အဲ့လိုမျိုးလုပ်လို့မရဘူးကိုကောင်ကတဝဲစိတ်ကန်းကိုလာပြီးတော့ကိုကောင်ကဟိုလူလူလဲလာလောက်တော့မှာเนาะအဲ့လိုပဲပွဲလေးကားလိုက်ခွက်လေးခေါက်လိုက်အဲဂျီမွန်စကီရလဲဟိုဗာလဲမြန်မာပြည်မှာဘာတွေလောက်တော့မယ်ညာတွေလောက်တော့မယ်အဲ့ဒါလည်းပြောလာတာနှစ်ကလည်းမနေတော့အာနာပါတယ်ဆိုရောမချနဲ့ပြည်သူရဲ့အသက်တွေကအာနာလို့မရအောင်အဲ့တော့ရောရောချရောရောတုတ်ပြီးတော့အဲ ပြန်ပြီးတော့ကြင်ညာပေးပါမယ်။ကြားမဲလေးတွေမြင်းညံပျောက်ကြားဖြစ်တဲ့ဘိုးမိုက်ကဲအဖွဲအဲ့ဒီကြားမဲလေးတွေကိုဝိုင်းပြီးတော့မင်္ဂလာပါမေးကြားမဲလေးတွေကိုဝိုင်းပြီးတော့ကူပါအောင်လို့နော်။ဒါပြည်သူတွေကနေပြည်သူရှိတဲ့အတွက်ပြောကြင်တာပါ။မနေ့ကဟိုမနေ့ကမဟုတ်ပါဘူးတနေ့ကအမေရိကန်စန်းစုကြည်ရဲ့တာမောင်ထိန်လင်းအမေရိကန်နယူးယောက်မြို့ရောက်ပါတယ်။ အဲဒါအမနေ့ညနေကသူတွေ့ဆုံမွေးတစ်ခုရှိတယ်ဆိုပြီးတော့အဲကျမလည်းသတင်းရတယ်စနေဆိုရင်လူတွေလည်းများတယ်ကျမလည်းအလုပ်ရှိတဲ့အခါကျတော့အဲ့တောက်ကြနေညနေဆိုတော့ကျမမိမလားဆိုပြီးတွားလိုက်တဲ့အခါမှာအဲဂျားပြက်အစီအစဉ်အနေနဲ့အရေးကြီးတယ်အရေးလဲကြီးတယ်ဂျားလဲဂျားပြက်အစီအစဉ်နဲ့ပေါ်လာတဲ့အခါကျတော့အဲ့ပွဲကအထမမြောက်လိုက်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ပွဲကလူပိုဆုံးတယ်လေအာမစ္စတာရှောင်းတာနယ်တို့ဘာလို့ပါပါတယ် ိုကျော်မိုးထွန်းတို့ပါလို့ဆိုတာအော်ကျမအကုန်လုံးလေးစားရတဲ့လူတွေဖြစ်တဲ့အတွက်ဒီနေ့အဲဖြစ်အောင်တော့သွားလိုက်မယ်ဒါပေမဲ့မသေးကြဘူးပေါ့နော်ကျမအလုပ်ရှိရင်တော့မသွားနိုင်ဘူးအဲအလုပ်မရှိဘူးဆိုရင်တော့ lunch break ယူပြီးတော့ခဏလောက်တနားကြီးတနားကြီးခွဲလောက် lunch break ယူပြီးတော့သွားလို့တော့ရတယ်အဲမနေ့က mountain လင်းလေးနဲ့တွေ့ဖို့ကအဲ kim kim aries လို့ခေါ်တဲ့အမေတော်ဆန်းစုကြီးရဲ့ morning mama ရဲ့ ်မင်္ဂလာပါမင်္ဂလာပါအဲ့တော့အမေတော်စန်းစုကြည်ရဲ့သားလေးဆိုတော့အမေကိုလည်းလွမ်းတာလည်းပါတယ်သူ့သားကိုလည်းဒါ support လုပ်တာလည်းပါတယ်သူကအမေရဲ့အဲအသက်80ပြည့်မွေးနေ့အတွက်သူတို့ဟိုလောက်ပါတယ်အဲ့ဒီအတွက်မနေ့ကဆိုရင် UN ယုံသွားပြီးတော့မြန်မာပြည်စစ်ဘေးထဲမှာ အဒုက္ခခံနေရတဲ့အမျိုးသမီးများအတွက်ဆိုပြီးတော့ UN ရုံးမှာတွားပြီးတော့သူအဲဆာဗက်ဆာရက်နေတွားတင်ပါတယ်အမျိုးသမီးများကိုအဲပြစ်ပြစ်မထားဖို့ပေါ့နော်အမှန်တော့ UN ရဲ့တဘာဝကတော့သူများရဲ့အထောက်အပံ့နဲ့ရပ်တည်နေရတာ ဖြစ်တဲ့အတွက် UN ဆိုတာဟာတိုက်တွန်းလို့ပဲရတယ်နော်တိုက်တွန်းနှိုးဆော်ပေးလို့ပဲရတယ်မခင်မိုးတို့လိုပဲတိုက်တွန်းနှိုးဆော်ပေးလို့တော့ရတယ်ဒါပေမဲ့ထီထီရောက်ရောက် ဟိုလက်ကမ်းလို့ကြိုးလို့မရဘူး UN ဆိုတာကဟိုတခြားနိုင်ငံကြီးတွေတည်အောင်ကြီးညာပေးလို့တော့ရတယ်ဒါပေမဲ့သူကိုကိုတိုင်းလာပြီးတော့သူတို့ကိုတိုင်းမီးလောင်လို့မရတဲ့လူတွေเนาะတကယ်နိုင်ငံကြီးဖြစ်တဲ့အဲ UN ရုံးကနေနေရတဲ့ဒီ USA ရလည်းအဲတမရကြီးကဟိုမင်းအွန်လိုင်းတို့ဘာလို့များသူကတွေ့တွေ့တွေ့သွားလာမှသိပါဘူးเนาะသူလည်း ။ဘာတွေဖြစ်နေလို့ဘာတွေလုံနေလဲမသိဘူး။အောက်မှာလည်းအယောက်20 30လောက်ကိုတလကအလကားပေးနေရတာဆိုတော့ဒီကလေးတွေတယောက်ကနေတယောက်ဟိုဟာဖြစ်သွားရင်ထားလိုက်တော့ရှောက်ပြောမယ်ပြောမှာပဲဒီစုလာသူပါတာမဟာသူပါတာမပြောလို့ရမယ်။နင်းသူတို့ကတိတ်အမီးရှည်တာသူတို့လုံနေတဲ့အလုတ်ကတော်လန်ကြီးလုံနေရလားမင်းအောင်လိုင်းကိုခြာကျင်လားပတ်တဲ့ခင်မိုးနဲ့ခင်မိုးသားတွေကိုဆဲကျင်လားဆိုတော့မသိမကွဲပြားဘူး နော်အဲ့တော့ကွဲပြားအောင်ပြောအောင်မယ်ညဉ့်ညံပြောက်ကြတက်ဖွဲ့ဘူမိုက်ကဲတက်ဖွဲ့ကိုနည်းနည်းလေးကူပေးပါလို့လာပြောတာလို့ကျေးဇူးရှင်များပြီးတော့တော်လန့်ပြည်သူပေါင်းတော်များတွေဘူမိုက်ကဲလေးကိုတိုက်ရိုက်သွားပြီးတော့လှူဒန်းပေးကြပါလို့မကင်မိုတီကနေပြီးတော့တိုက်တွန်းညင်ပါတယ်နောက်ပြောမြေပြင်ကိုမသိဘူးရှောက်ပြောနေရဆိုရဲမောင်လေးလားညီမလေးလားမသိဘူးတနေ့တော့ပြောခြင်းတယ်နော်မြေပြင်မိုင်းတိတ်အများကြီးကြည့်ကြမလို့မိုင်းကိုယ်တိုင်လည်းလာချနေရလဲမဟုတ် မရဲ့ပြင်မလွဲကိုလုံးကြီးတော်ရဲလာပြီးရှုံနေတာပဲအဖတ်တယ်နော်တော်ရဲကလေးတွေစစ်မတက်ရတော့ပဲငတ်လိုက်ပြီးတော့ကာကွယ်နေရတာနဲ့ဒီကလေးတွေအလုပ်တွေရှုပ်ပြီးငါလည်းပတ်စံမရှာတတ်ဘူးတော်ရဲကတော်ရဲမှာဓာတ်ပုံရိုက်ရိုက်ပြီးငါမရှာတတ်ဘူးငါမြို့ပေါ်မှာပဲအလုပ်လုပ်ပြီးရှာတတ်တယ်အဲ့တော့မြေပြင်တည်းမသိဘူးလို့ပြောပေမယ့်ဟိုတနေ့ကညောင်ကျိုးမှာတော့ချပြီးတော့ပြန်ဆုတ်သွားတဲ့အတွက်နော်မြို့နာပြီးတော့နော်ရွာသူရွာသားတွေကောအဲ့ဒီမှာရှိရဲစေးတက်ပါအထီးပါ နော်ဒါအတိထားအောင်ပြောတာနော်ဟိုတစ်ဖက်ကလည်းမအီးဒီ TikTok ကိုသွားကြည့်တဲ့အခါမှာ TikTok ထဲမှာလည်းဒီစစ်ကောင်စီဘက်ကအစိမ့်နေနော် brain wash လုပ်နေတာအများကြီးပဲအဲ့မှာအားအားနဲ့ရရတွေလည်းတပုံကြီးတွေ့တချင်းဆိုအုပ်စုတွေရောမအီးလုပ်ငန်းလုပ်ပြီးတော့ online shopping လုပ်နေရင်တော့မမကြီးလေးစားသေးတယ်။ဘာဖြစ်လို့လဲဆိုတော့စီးပွားရေးကိုဘယ်လိုမင်းနဲ့မဆိုရှာနေရတာ ။သမင်းစားဖို့ကဘယ်သူမှလာမကြွေးဘူး။ online shopping TikTok ဘက်မှာအလုပ်ဖြစ်နေဆိုရင်ကောင်းပါရဲ့ရှင်။ဒါလီစွားပါ။ဘယ်ဟူပို့ရမလဲဆိုမြင်းကြံပျောက်ကြားလေအဲ့ဒီအဲ့ဒီဘူမိုက်ခဲဆိုတဲ့ဘူမိုက်ခဲရဲ့အကောင့်ကိုတွတ်ဖို့ပါ။နော်ဘူမိုက်ခဲဆိုတာ Facebook မှာ share လို့လွယ်ပါတယ်။ပမာလို့တည်တည်ချာချာလေးရေးထားတာပါအဲ့တော့အဲ့ TikTok မှာကြည့်လိုက်တဲ့အချိန်မှာဒီ စစ်တပ်ကတော်တော် brain wash လုပ်တာလားတွေ့เนาะအဲ့ဒီစောက်တပ်ပေါ့เนาะအဲ့ဒီမှာ main ကလေးတွေဆိုလဲဖာစုဝါတို့ဘာတို့အဖွားကြီးကိုပြောတယ်တိရမလားတိတ်ရက်ဆက်တာပဲအဲ့ဒီမှာစကားပြောဆိုတွေရောအဲ့တော့ကုတ်ကလေးတွေကိုကျေးဇူးပြုပြီးတော့မိဘတွေပေါ့เนาะကျေးဇူးပြုပြီးတော့ TikTok ဆော့ရင်တော့မှပျော့ပျော့ပျော့ဟိုတေချာဂယုဆိုင်ပြီးတော့လေ့လာပေးပါ brain wash အလုံးမခံပါနဲ့လူကြီးတွေလည်းဒီလိုပါပဲဒီຢာတွေတော်တော်ကြည့်ပြီးတော့ ဘာလေးများပြောမလဲဆိုရင်တို့က viewer တိုးတဲ့ခါကျတော့တို့ကပို့လွှင့်လို့ကောင်းတယ်เนาะသတိထားပါဒါတွေကကျမတို့နောက်မှာအစိတ်တွေဖြစ်လာမယ့်အရာတွေပါတိတိလေးပဲဂယုမဆိုင်ပါနဲ့ဆိုရင်အဲ့ဒီဂယုမဆိုင်ပေါင်းများစွာစုလာတဲ့ခါကျတော့ကျမတို့တိုင်းမြေအခုလိုပက်လက်လန်းလာအရင်တည်းကကျမတို့စီကနေပြီးတော့ဒီပရွယ်စိတ်တွေဝဲတယ်တို့ရီကြတယ်ပရွယ်စိတ်တွေဝဲတယ်တို့ပုံတင်ညိုတွေစားကြတယ်တို့ရီကြတယ်ဒါရီကြမဟုတ်ဘူးတရုတ်ကကျမတို့စီကနေပြီးတော့ ရသမျှအကုန်လာယူနေတာဘာဖြစ်လို့ဆိုတော့လူကဟိုဘက်ကဘီလီယံလိုက်ရှိတယ်နော်ဒီဘက်ကလည်းဘီလီယံလိုက်ရှိတယ်အိန္ဒိယသူတို့နှစ်တိုင်းပြည်ကโอเคပြီးတော့ကျမတို့ဂျားထဲမှာဘာဖြစ်နေရလဲဂျားထဲမှာကျမတို့ဘာဖြစ်နေလဲသူတို့လည်းဟိုဘက်ဆိုလည်းကွန်မြူနစ်ကအုပ်ချုပ်ထားတယ်ဒီဘက်ကအိန္ဒိယကလည်းအခုတိုင်းပြည်ကလည်းလှုပ်တော့အိန္ဒိယကဘာလာပြောလဲမဏိပူရဆိုလားကသဲမြေလားကျမတို့ဒီဘက်ကချင်းနယ်ဇက်ကို အိုးတော့ရာဇဝင်ထဲမှာရှိလို့ဆိုပြီးတော့ပြန်သိမ်းမယ်ဆိုတော့ကျမတို့တိုင်းပြည်ထဲမှာပြန်သိမ်းမယ်ဆိုထိုင်းဘက်နဲ့လည်းကျမတို့နဲ့ထိုင်းနဲ့မှာလည်းနော်ဒီဘက်နဲ့ဟိုဘက်နဲ့ဟိုဘက်နဲ့ဒီဘက်နဲ့အမြဲတမ်းပြဿနာဖြစ်တဲ့မြေကြီးတွေရှိတယ်တရုတ်ပြည်ကလည်းတခါတလေခြံကြီးဟုတ်ခိုင်းကျမတို့ဘက်ကိုကြော်ပြီးတော့ဟိုနဲ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 တိုးခတ်လာတာလေးတွေရှိတယ်အဲ့တော့ဒါဘာဖြစ်လို့လဲတိသားအမအစိမ့်နေနားတောင်ငါတို့တိုင်းပြည်မှာအစိုးရမရှိနော်ငါတို့တိုင်းပြည်မှာအစိုးရမရှိလို့ จ้าပြန့်ဆိုတဲ့အုံလိုက်ကြီးခုတက်ဒီလည်းမပြီးနိုင်ဘူးဒီလောက်များပြတဲ့ဒီဒီလူမျိုးကြားတွေကိုတိုင်းပြည်တွေကိုရောက်နေတာရှင်တို့မသိကြဘူးလားတိုင်းပြည်တွေဟုတ်ဟမ်စောချစ်သူဆိုတဲ့ကောင်ကလည်း340နဲ့ငားတယ်ပဲဒေါ်လာ340နေမှာဘမငွေတော့မဖြစ်နိုင်ဘူး340จ้าပြန့်ဒီလောက်ဒူးတယ်ကြီးကြီးမမနဲ့တိုက်ကြီးတာကြီးတွေနဲ့စောက်ထားတဲ့နေရာကိုနော်လောက်များပြတဲ့လူဦးရေတွေငါတို့တိုင်းပြည်ထဲမှာဘေးလျံဝင်နေတာမတွေ့ကြဘူးလား ဟွန်းနေသားမှာစီးပွားရေးသွားလုံတယ်အမာကြီးတွေလည်းမတွေ့ကြဘူးလားဟိုဘက်ဒီဘက်ကန်းကူးနေတယ်မြဝတီဒီဘက်ဒီဘက်ကူးနေတယ်လူတွေလည်းမတွေ့ကြဘူးလားအခုကြတော့မှသူများတိုင်းပြည်ကသူတို့တရုတ်တွေကတရုတ်မင်းသားပါသွားတော့မှဓာကြီးကိုအသေးအံလိုက်တော့မှငါတို့တွေကနေတဲ့လူဦးရေမဟုတ်တခြားလူမျိုးနင်တို့ကျန်တဲ့ကလားတရုတ်ဆိုရင်တော့နေဆက်မှာစီးပွားရေးလုပ်နေလို့နားတောင်လို့ကောင်းမယ်နင်တို့အမဲတွေပါချောကလက်တွေပါနင်တို့တွေရောက်နေအဲ့ဒါကိုနင်တို့မသိကြဘူး ကရင်နေနဲ့လည်းဆိုင်တယ် DKBA နဲ့လည်းဆိုင်တယ်နင်တို့နင်တို့မတိကြဘူးလားသိန်း40ဆိုတဲ့အမောင်ဖြစ်လဲမဖြစ်နိုင်ဒေါ်လာသိန်း40ပဲဖြစ်လဲနော်ဆိုတော့လူဦးရေဒီလောက်ကြားပြနေဒီလောက်တပုံကြီးအခုမိတော့မှာပဲနင်းနေနောနောလူဦးရေမဟုတ်ဒီထဲမှာဆိုထောင်နဲ့တောင်းနဲ့တောင်ရှိမှာမသိတခြားလူမျိုးတွေကိုတိုင်းပြည်မှာအစိုးရမရှိဘူးလက်နက်ကင်အကြီးစားနဲ့လက်နက်ကင်အသေးစားတွေနဲ့လူလူနဲ့ပြည်သူလူထုနဲ့ဒါပဲရှိတယ်။အဲ့လိုစစ်မှတ်ရေးရာဖြစ်မှာ ောချောင်ကောင်နှိုက်တဲ့လူတွေကလာနှိုက်နေတာကိုယ်တည်းမှာအခုကချင်းပြည်နယ်နယ်စပ်မှာဒီငါတို့မြေကြီးဆိုပြီးတော့ပြန်တောင်းနေတဲ့အကောင်နော်ဇော်မဲလုံးကဒါကြတာထပြောတယ်အဲ့ဒါဘာလို့လဲဆိုတော့ပြည်သူတွေတဲကနေပြီးတော့အဲကလားမုံဒီရေတွေဖြန့်ပွားပြီးတော့နော်အာကလားတွေကငါတို့မြေကြီးကိုလာလူနေပါနင်းနင်းနယ်စပ်မှာနေဆက်တွေဒိဋ္ဌာတိုင်းမှာဖြစ်ချင်တိုင်းဖြစ်နေတာနင်တို့အုတ်ချုပ်ရညံပြင်းလို့ နင်တို့နေကြားဆောင်တက်တွေကိုနင်တို့လက်တလုံးကြားလူဝါဝပြီးတော့လူလေလှုပ်ထားလို့ပြည်သူတွေကအဲ့ဒီဟာတွေကအစအရင်တည်းကပေါ့ပေါ့လေးနေခဲ့လို့